တော်ရရှင်များလုံးမဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာခန့်ညီဖေရဲ့မိုးရွာမဲဆိုရင်လေးဆိုတဲ့ဝတ္ထုတွေကိုနားဆင်ရမှာဖြစ်ပါတယ်နနခင်းစေနာဤကန်သာရှိသေးတော်လဲနေကအတော်ပြင်းနေကြပြီ ။ကောင်းငင်ပြင်တစ်ခုလုံးဒီလဲကြက်မတဝက်စားပင် မိုးတိမ်တို့မရှိပဲပြာလဲစွာ ကြည်လင် တောက်ပါနေသည်။ရင်းချက်ခါစားတစ်ရွက်စိမ်းများပင် နေအပူရှိန်ညောင်းညှိုးယော်ယော်ရှိနေ၏။တခါတရံမှသာတိုက်ခတ်လာသော လေပြေသည်လဲအပူအငွေ့ကြောင့်မလက်ဆက်သလိုခံစားနေရသည်။ကြည်လင်မြင်လျာဝင်းကျင်တွင် အပူရှိန်တင်းကြီးကြီးဖြင့်နွမ်းဖက်နေကြသည်။အခါတိုင်းဓာတ်ကြိုးများပေါ်တွင် အမြဲနားနေတတ်ကြသော ခုံခတ်တအုပ်ပင်မတွေ့ရတော့သူတို့လည်းတစ်ပင်ရိတ်တိုက်ရိတ်များ၌အပူခိုနေကြရှာရော့မည်ကိုဝင်းသာသည်သူ၏စွတ်ကြဲရင်ဘတ်ကိုတစ်ချက်နှစ်ချက်ဆွဲခါလိုက်ရင်လေးဝင်လာအောင်လုပ်နေသည်လက်တစ်ဖက်တွင်ရက်တောင်ကင်လျက်လေးဘူးတစ်ချက်ကို နွမ်းလျှစွာမှုတ်ထုတ်လိုက်၏ပြင်းထန်လွန်လာသောနေအောင်ကြောင့်မျက်စီကိုအသာမှေးပြီးနှစ်ဖူးကြောများကို ရှုံ့ကြည့်နေရသည်နှစ်နှစ်သားကန်ရှိ ်ဗရောက်ပင်ပြိုအောက်တွင်ခိတရက်နေရမှ အိမ်အတွင်းသို့လေးကန်သော ခြေလမ်းများဖြင့်ဝင်လာခဲ့၏အိမ်ရှိဝရန်တာတွင် ထိုင်နေလျက်အတွေးပွားနေမိပြန်သည်လွန်ခဲ့သောနှစ်နှစ်ခန့်ကလောင်ကျွမ်းငယ်သောမိကြီးကြောင့်ကိုဝင်းတာတို့လမ်းလေးထဲတွင်တစ်ပင်ကြီးများမရှိတော့ပေပြန်လဲဆိုက်ခဲ့သောအပင်များမှလည်းလောက်လောက်လားလားမကြည့်သည်တနေ့တက်တနေ့ပူပူပူလာနေသောယာတိဥရုကိုတရိထားမိသည် အထူးသဖြင့်တစ်ပင်ကြီးများမရှိသောမိလောင်ပြင်း၌ တီးရှိနေကြသည်ကိုဝင်းတာတို့လမ်းလေးမှာပူပူပြင်းနေတရားရောင်မိကြီးလောင်ပြီးနောက်ပိုင်းကိုဝင်းတာတို့လမ်းကလေးတွင် အပြောင်းလဲများစွာ ဖြစ်ခဲ့ရသည်ငယ်စဉ်ကတည်းကရှိနေခဲ့ကြသောစိမ့်စိမ့်ဆူဆူတစ်ကြီးဝါကြီးများလည်းမရှိကြတော့ငယ်စဉ်ကတည်းကပေါင်းတင်ဆက်ဆံလာခဲ့ရသောမိတ်ဆွေတငယ်ချင်းအိမ်နီးနာချင်းများမှလည်းမရှိသလောက်ပင်ရှားခဲ့ပြီအများစုမှာလက်ရှိမြို့ရဲရက်ွက်များမှာ မြို့သည့်ရက်ွက်အများစီတို့ပြောင်းရွှေ့သွားခဲ့ကြရလေပြီ။ကိုဝင်းတာတို့ခေါင်းရင်ချမ်းမှအကြီးစိန်တို့မိသားစုဝင်မြို့သည့်၌နေသားကြလောက်နေပြီထင်၏။ငယ်စဉ်ကပြေးလွှာစော်ကစားခဲ့ပူသောအကြီးစိန်တို့ခြံဝင်းကြီးနှင့်ငယ်တငယ်ချင်းများကို လွမ်းနေမိသည်။တဘာဝဘေးအန္တရာယ်ရန်သူမျိုးငါးပါးဘေးအန္တရာယ်တို့ကြောင့်ဘဝများစွာ ပြောင်းလဲခဲ့ရပြီ။ကိုဝင်းတာသည်ခေါင်းရင်ချမ်းမှဩဒရိုင်းမြင့်မြင့်ကြီးကို စိတ်မသက်မသားဖြင့်ငေးကြည့်နေမိ၏အကြီးစိန်တို့ခြံကိုဝယ်ယူလိုက်သောတထေးသည်ခြံဝင်းပက်လေကိုအုတ်တိုင်းအမြင့်ကြီးကာယံပစ်လိုက်သည်ခြံဝင်းအတွင်ခင်မီလှပခန်းညားသည်နှစ်ထပ်တိုက်မြင့်မြင့်ကြီးတလုံးကိုစောက်လိုက်သည်ခြံဝင်းအတွင်မြက်ခင်းစိမ့်စိမ့်နှင့်အလှပန်းမြင်များကိုလည်းစိုက်ပျိုးထား၏အရှင်မွေးနေချင်းကြီးသောတစ်ပင်ကြီးများကိုအစီရီစိုက်ထားသောသူ့ခြံကြီးမှာအေးချမ်းလှပနေပါသည် ခြံဝင်းတကားကြီးကိုလည်းအခိုင်အမာပြုလုပ်ထားပြီးအစင်မြဲပိတ်ထားလေရှိ။ရက်ကွက်ပတ်ဝန်းကျင်နှင့်လည်းအဆက်ဆံတိတ်မရှိလာပေ။အိမ်နီးနာချင်းဖြစ်သူ ကိုဝင်းတာပင်ပိုင်ရှင်တထေးဖြစ်သူအားတခါတည်းရန်ကားဖြစ်အဝင်ထွက် ဖြတ်သွားဖြက်လာလောက်သာရိုးရိုးရိပ်တိတ်တွေ့ဘူး။သူတို့အိမ်မှကားမောင်းသူကိုငွေစိုးနှင့်ထမင်းချက်အကူကောင်မလေးလုံလုံတို့နှင့်သာကောင်းကောင်းတည်ကျွမ်းသည်။လုံလုံကလည်းဈေးသွားငားဝယ် အပြင်ထွက်တိုင်းကိုဝင်းတာတို့အိမ်တို့ဝင်ဝင်လာတတ်ပြီးဇနီးတဲ့မခင်တစ်နှင့် စကားလက်ဆောင်ကြလိရှိ၏ကိုဝင်းတာတို့မှာတစ်ဖက်ချမ်းနှင့်ပတ်သက်ပြီးတထေးလင်းများအမိနှင့်တားသမီး၃ဦးရှိသည်ဆိုသော အကြမ်းမြင့်လောက်သာတိကြလေသည် ပူလိုက်တဲ့ယာဒီဥရုမိုးကလည်းမရွာတော့ပူဆူးသည်ညကလည်းအေးရေးကမဝတော့လူကမူးနောက်နောက်ဖြစ်နေတာဒီကြားထဲမိကပြတ်တော့မိဆက်တန်းကြီးကနှိတ်ဆက် ပဝင်းကျင်ကိုလည်းအာမနာဘူးကျုပ်ပါဇက်နဲ့တော့တွေ့တော်မယ်တခတဲ့ပြစ်တော်ပြစ်တော်ရေရွရင်နဘေးဝင်လာထိုင်သည့်မခင်သစ်ဤအတန်ညောင်းကိုဝင်းသားတယောက်အတွေးစာပြတ်သွားပြီးဘေးလှဲ့ကြည့်လိုက်မိ၏ထမိန်ကိုရင်ရှားထားပြီးလက်တစ်ဖက်တွင် ရက်တောင်ကင်လျက်မတတ်မသားညှဉ်းညူနေသောအိမ်သူကို ငေးကြည့်မိ၏မခင်သစ်ဤရင်နှွင်းပြေအပူများသည့်ကိုဝင်းသားကိုပါကူးဆက်လာသည်မရွှေသည် ဘာတွေတင်းနေတာတော့ရာသီဥရုကပူပူနဲ့ဒေါသတွေသိပ်ကြီးမနေနဲ့။အိုးတော်ကြအုံနောက်သွေးကြောပြက်သွားမှငါ့မှာခလေးနှစ်ယောက်နဲ့ရောင်လဲလဲကြံနေခဲ့ရအောင်မယ်။ကိုဝင်းတာဤစကားအဆုံးမခင်တစ်ကလက်ထဲတွင်ကင်ထားသောရက်တောင်ကိုဘက်ခနဲ့အောက်ပြစ်ချလိုက်ပြီးဘာတွေတင်းရမှာတော့တော်ပဲစဉ်းစားကြည့်လေ။ရာသီဥရုကပူမိကပြက်အိပ်ရေးကမဝတော့ဒေါသဖြစ်တာပေါ့။ ကျုပ်တို့လိုဝတဲ့သူတွေကပူပူတဲ့တော့တော့ခန္ဓာကိုယ်ငဖောင်ရိုးနေတောင်ဘလောက်ပူနေတုံးကိုချင်းစာပါအုံးကိုဝင်းတာရဲ့ပြီးတော့ကြည်အောင်ဟိုဘက်ချန်ကတထေးမင်းတို့လေမီးပြတ်တဲ့ညတိုင်းမီးဆက်ကြီးကိုနှိုးထားလိုက်တာညလုံးပေါက်ပါပဲတော့သူ့ချန်နောက်ကမီးဆက်ကြီးကကျုပ်တို့အိယာခေါင်းရင်နာကတ်နေတာဘလောက်အတန်လုံးနေပြောညမိုးချုပ်လူကြီးတဲ့ရင်အဲ့ဒီအတန်ကြီးကနှိမ့်ဆက်တော့တာပါပဲအိမ်မက်မက်ချိန်တော့မရဘူး တော့ခြေနောင်နဲ့ခြေနှကောင်လောက်ဝင်ပြီးတဝီဝီအော်နေရင်တောင်တော်ဘလောက်ကတိကအောက်ဖြစ်ရတော့မဖြစ်ပါဘူးအဲ့ဒီခြံဘက်တော်သွားပြောပြီးအောင်စကားရှိကြီးဖောက်ခွဲလိုက်ပြီးနောက်အတန်ငယ်နေသာသွားတယ်လို့မခင်သေးတယောက်ရက်တောင်ကိုတစ်ဖြက်ဖြက်ခတ်နေရင်ယောက်ျားဖြစ်သူကိုဝင်းတာအားမျက်စောင်းတစ်ချက်လှမ်းထိုးလိုက်လေသည်ကိုဝင်းတာလည်းဇနီးတဲ့မခင်သေးဒေါသဖြစ်နေပုံကိုကြည်ရင်ငါမိမ့်မရဲ့စိတ်လျှော့စိတ်လျှော့ မင်းဒေါသဖြစ်နေလို့အေးမသွားပါဘူးကွာကိုဘာသာရက်တောင်ခတ်ရေဝဝတောက်ပြီးမိုးရွာအောင်ဆူတောင်းပေါ့ကွာတော့ပြောလိုက်ရင်ဒီလိုကြီးပဲဒီလိုလာမယ်ဆိုတာတိပီးသားဒီမယ်တရားရှင်ကြီးရေတော်သာစိတ်လျှော့တော်သာတီးခမ်းကြုတ်ကိုတော့လာနာမချနဲ့ဒီကတော်တော်တင်းနေပြီတော့ဘက်ကိုမြှောက်လှဲ့လာမယ်နော်ဟုတ်တယ်ပြောရင်ပြောရင်ဒေါသကထွက်လာပြီပဝင်းကျင်ကိုအာမနာတတ်ကြဘူး တို့ရောက်လာပြီးခြံဝင်းအုတ်တရံအမြင့်ကြီးကလိုက်ကလေးကလေလဲမဝင်တော့ဘူးအလင်းရောင်လဲမရအကုန်ပိတ်ဆို့နေပြီအရင်ကအကြီးစိန်တို့ကိုပဲလွမ်းမိတော့တာပါပဲမခင်တဲ့စကားအဆုံးကို ကိုဝင်းတာကခပြုံးပြုံးကြီးကြည့်ပြီးစေးဘော်လေးတစ်လက်ကို ထုတ်ယူလိုက်သည်ဆက်လက်ဖင်းအစီကံကိုမိကျစ်တွင်တထောက်ထောက်ခောက်နေလျက်ဒါဆိုလဲမရွှေသေးရဲ့တို့လဲအကြီးစိန်တို့ရှိတဲ့စီပြောင်းညာရအောင်လေကွာ အိမ်နီးချင်းဆိုတာပြဿနာမဖြစ်ကောင်းပါဘူးကွာကိုဘက်ကတတ်နိုင်သလောက်တော့တီးခံမပေါ့ကွယ်မက်ရွှေသေးရအကောင်းမြင်တဲ့အမြင်နဲ့ပဲမြင်လိုက်စမ်းပါကဲသူတို့ခြံဝင်းကြီးကအမြင်ကြီးတိုက်ကြီးကအကောင်းသားကြီးဆိုတော့ငါတို့လမ်းလေဂုံတက်တာပေါ့ကွာငါတို့အိမ်ကိုလမ်းညွှန်ညင်ရင်လဲလွဲတာပေါ့ဥဒတိုင်းအမြင့်ကြီးနဲ့ခြံကြီးဘေးကလို့ဆိုရင်လူတိုင်းကတီးလို့မုရိတာပွားစမ်းပါကွာတော်ပါတော်စမ်းပါကိုဝင်းတာယား တို့နှိမ့်ဆက်တဲ့ဒဏ်အနိကခံနေရတာဘလို့လို့အကောင်းမြင်နဲ့မြင်ရမှာတော့တော်သားတယောက်ထဲပဲမြင်နေမုဒိတာပွားနေရာသီဥဒုကပူတာက တမျိုးသူနဲ့အတိုက်ခံပြောလို့မောရတာကတမျိုးသွားမယ်ရေသွားချိုးတော့မယ်မိုးရဲ့ရွာလိုက်ပါတော့တယောက်ထဲညီညူပြောဆိုထွက်သွားသောဇနီးတဲ့မခင်အစ်စ်ကိုကြည်ရင် ကိုဝင်းတာမှာသဘောကျစွာ ပြုံးနေပါတော့ဤညနေဆောင်ဆိုတော့လေနေမှာအနှဲငယ်ပူနေသေးသည် ်တနေ့ကင်းလုံးပူထားသည့်အရှိန်ညောင်လမ်းမတလျှောက်သည်တငွေ့ငွေ့ဖြင့်ရှိန်ရှိန်ထပူလောင်နေစေပင် ကိုဝင်းသားတယောက်အိမ်သို့ခတ်သွက်သွက်ရှောက်ပြီးပြန်လာနေ၏လမ်းမပေါ်မှာ အပူသည်ဖနှက်ကို ဖောက်ထွက်လျက်ခြေပေါ်အားများကို ပူလောင်နေသည်ထင်ရ၏အိမ်ဝင်းတကားကိုအသာတွန်းဖွင့်ဝင်လာပြီးနောက်လူရိပ်လူရောင်မမြင်ရသဖြင့်အတန်လှမ်းပြူလိုက်သည် မရွှေသေးရေဘယ်ရောက်နေတာရောအိမ်ရှိလူလဲမရှိပါလား ကိုဝင်းတာဤခေါ်တန်အဆုံးမခင်သစ်တရာအိမ်နောက်မှပြာကြီးပြာရာထွက်လာရင်ကိုဝင်းတာတော်ပြန်လာပြီလားကျုပ်ကမိလာတော့ရေမော်တာစုပ်နေတာလေရေကပြက်ပြက်သွားလို့ခဏခဏရေပြန်ချူးနေရတာလူကိုဖက်ဖက်မောပဲတော်ရေတမ်းမချိုးနဲ့ဦးနော်အေးအေးလူလူရေဝအောင်တောက်ပြီးတော့မှချိုးမခင်သစ်ကကိုဝင်းတာဤလက်ထဲမှာလွယ်အိတ်ကိုလှမ်းယူလိုက်ပြီးနှံရံတွင်ချိတ်ထားလိုက်သည်ရေအိုးစင်မှတောက်ရေတစ်ခွက်ခတ်လာပြီးလှမ်းပေးလိုက်၏ ိုဝင်းတာကလည်းအပေါ်ဝစ်ကိုချွတ်လိုက်ပြီးရေတဖန်ခွက်ကိုတကြိုက်သေးကုံအောင်တောက်လိုက်သည်။အင်းယာဒီဥရုကပူတော့တောက်ရေအိုးတဲကရေတော်မအေးတော့ဘူးလူတွေလည်းပူလာပါပြီကွာမိုးရွာမှအေးတော့မှကိုဝင်းတာကကလထိုင်မော်ဝင်ထိုင်လိုက်ရင်းညှဉ်ယူလိုက်၏မခင်တဲ့လေနဘေးမှာတင်းဖြူဖြာကိုဆွဲယူခင်းလိုက်ပြီးထိုင်လိုက်သည်စောစောလေးကတည်းကဟိုဘလန်းကဘာကြီးထုံးတို့လာသွားကြသည်တဲ့ တော့ကိုမိနေကြတာညဘက်ဓမယုံကိုလာခဲ့အုံးနဲ့ငရံမင်းပင့်ပြီးမိုးခေါ်ပြိတ်ရွတ်ကြမယ်တဲ့လွန်ဆွဲပွဲလေးလုတ်ကြရအောင်ဓမယုံမှာအစည်းဝေးလုပ်မယ်ပြောတာပဲတော့ကိုဆက်ဆက်လာခဲ့အုံးမှားသွားတယ်ကောင်းပါလီဒါဆိုမိုးရွာပြီးအလုံးအေးသွားမှာနော်တော်ရေချိုးထမင်းစားပြီးသွားလိုက်ဦးကိုဝင်းတာလဲလေးလံသော ခြေလမ်းများဖြင့်ရေချိုးရန်ထလာခဲ့သည်ကိုဝင်းတာတို့ဓမ္မယုံတွင်စုံကြ၏ အလုံးကအတတယောဝိုင်းဝန်းဆွေးနွေးကြသည်တတ်နိုင်သလောက်လူငွေများထဲ့ဝင်ကြမည်ရက်ွက်ထဲတွင်လည်းအလူကံထွက်ကြမည်အလုံးဝိုင်းဝန်းလှုပ်ဆောင်ကြမည်ဟုဆုံးဖြတ်ကြ၏ငရံမင်းပင်ပြီးပြည့်ရွတ်ကြမည်နောက်နှစ်ရက်သုံးရက်တွင်မိုးခေါ်လွန်ဆွဲပွဲကိုသုံးရက်ပြုလုပ်ကြမည်ဟုညှိနှိုင်းပြီးရက်သတ်မှတ်ခဲ့ကြသည်ဒီလိုနှင့်လွန်ဆွဲမည်နေ့ရောက်လာသည် ရာသီဥတုပူကိုကြံ့ကြံ့ခံလျက် ပျော်ရွှင်စွာလွန်ဆွဲခဲ့ကြပါ၏ပထမနေ့ကအမျိုးသမီးများဘက်ကပင် အနိုင်ရသဖြင့်မခင်တစ်တယောက်ကိုဝင်းတာအားစကားအနိုင်ယူပြီးပြောမဆုံးနိုင်ခဲ့ပြီလွန်ဆွဲပွဲနှစ်ရက်ဆွဲပြီးနောက်နေ့နနက်ပိုင်းတွင်မိုးနှင်းငယ်ရွာ၏နနက်စောစော9နာရီခန့်မှရွာသောမိုးသည်အရန်ကြီးမသေးတော်လဲထိုက်တင်သလောက်ရေပါသဖြင့်အပူဒဏ်အနှဲငယ်တက်တာသွားပါသည်ကိုဝင်းတာလဲအိတ်ရှိဝေယန်တာတွင် ထိုင်နေရင်း ကျေနပ်ပျော်ရွှင်နေလေ၏တိုက်ဆိုင်မှုဟုဆိုဆိုဘလို့အကြောင်းကြောင့်ဖြစ်ဖြစ်မိုးရွာသည်နှင့်ဝမ်းသာရသည်ဇနီးတဲကလည်းနဘေးတွင်ရက်နေပြီးလွန်ဆွဲပွဲအကြောင်းအာရပါရပြောနေလေသည်ထိုစဉ်တစ်ဖက်ချမ်းမှထမင်းချက်အကူကောင်းမလေးလုံးလုံးဝင်လာသည်လက်ထဲမှချင်းတောင်းထဲတွင်လည်းအုံသည်ငပြောသည်များကိုတွေ့လိုက်ရ၏ဝင်လာနေရင်မခင်တဲ့အားလက်နှုတ်ဆက်လေသည်ဒေါလေးဈေးမတော်ဘူးလား ကျမကတော့ပြန်လာခဲ့ပြီဒီနေ့ဟင်းချက်ဖို့ဝယ်စရာမလိုဘူးလေတထေးသမီးမွေးနေ့လုံးမှာဆိုတော့အကုန်လုံးဟိုတယ်ကမှားတာတဲ့ညနေဆောင်ရင်ဧည့်သည်တွေအများကြီးလာကြမှာခြံထဲမှာလည်းမီးတွေအလှဆင်းနေကြပြီတီးဝိုင်းလည်းပါမှာကျမတော့ကြည့်ရမယ်မထင်ပါဘူးမခင်တဲ့နဲ့လုံးလုံးတို့နှစ်ယောက်စကားပြောနေကြသည်ကိုကိုဝင်းတာဆက်လက်ဖွာရင်းနားဆွဲ့နေမိသည်လုံးလုံးကလည်း အာပေါင်းအာရင်တန်တန်ဖြင့်ပြောလိုပင်မစုံနောက်ဆုံးပြန်ကန်ဤပြောသွားသည့်စကားတစ်ခွန်းညောင်းမက်ခင်သည့်မျက်နှာရှုပ်မဲ့သွားသည် ကြားလိုက်ရသည့်စကားကြောင့်ကိုဝင်းသာလည်းအံ့ဩစွာလှမ်းကြည့်နေမိပါသည်မက်ခင်သည့်ကသူ့ယောက်ျားအားပခုံးတစ်ချက်တွန့်ပြလိုက်၏၎င်းနောင်မင်းငော်ပြီးမဲ့ပြုံးတစ်ချက်ပြုတ်လိုက်ရင်ဟွန်းဟွန်းလှုပ်ဆမ်းပါအုံးကိုတရားရှင်ကြီးရဲ့မူရီတာလေးများလည်းပွားပြီးလိုက်ဆမ်းပါအုံး စကားအဆုံးခြေဆောင်ပြီးအိမ်ထဲဝင်သွားသောမခင်တဲ့အားငေးကြည့်နေရင်ကိုဝင်းတာတယောက်စွန့်အားနှုတ်ဆက်နေပါတော့သည် တွေ့တွေ့ကြည့်ရနေရင်လုံးလုံးပြန်ကန်ဤပြောသွားသော စကားများကိုသာ နားထဲထက်ခါထက်ခါကြားရောင်နေပါတော့၏ထော်လေးရေကျမကတော့တဏီကုံတညာလုံးမအားတော့ပါဘူးတထေးကတောင်းဝင်ပေးထားတာလေသူသမီးလေးမွေးနေကို မိုးရွာပြီးပြက်မှဆိုးတယ်တဲ့ ဒါကြောင့်သူကိုးကွယ်တဲ့ဆရာကိုပင့်ပြီးမိုးလွှဲခိုင်းတာဆရာကဖြောင်းနိုင်ထွန်းကြော်ပွဲပေးပြီးမိုးလွှဲပေးတာသူဆေးဖြောင်းနိုင်ကိုတောက်ရှောင်းမိမငိမ့်အောင်ထွန်းထားရမှာတဲ့ကျမကစောင့်ပြီးထွန်းနေရတော့မှတီဝိုင်လေကြည့်ရတော့မယ်မထင်ပါဘူးစိတ်ညစ်တယ်လအနေငယ်အကြတွင်ဖြစ်ပါသည်နနခင်စောစောကိုဝင်းတာနဲ့မခင်တစ်တို့လေးမြားနှစ်ယောက်သူတို့ခြံဝင်းရှိ၌လှုပ်ရှုပ်နေသည်ကိုတွေ့ရ၏ ကိုဝင်းသားကဆိုင်းဘုတ်တစ်ခုကို ဝင်းထရန်တွင်တန်နှစ်ရိုက်ပြီးချိတ်ဆွဲနေသည်မခင်တစ်ကနဘေးတွင်ခါထောက်ရက်ကြည့်နေလေသည်ပြီးလျင်နှစ်ယောက်သားနောက်သို့အနှဲငယ်ဆုပ်ပြီးဆိုင်းဘုတ်အားတဲ့မတဲ့ကြည့်ကြပြန်၏၎င်းနောက်တယောက်မျက်နှာတယောက်ကြည့်ပြီးကျဉ်နှက်စွာပြုံးလိုက်ကြပြန်သည်ခိတခဏအကြာတွင် အိမ်တွင်းသို့လက်ချင်းချိတ်ပြီးဝင်သွားကြလေ၏အဖြူကန်တုံးတက်သားပေါ်၌အနီအောင်စာလုံးဖြင့် စာကြောင်းနှစ်ကြောင်းကို အထက်အောက်တစ်ကြောင်းစီရေးထားသောစိုင်းပုတ်လေးမှာ လေတိုက်တွင်တလှုပ်လှုပ်ခါရမ်းနေပါသည် အောက်အကြောင်းတွင် ရေးထားသည့်ပွဲစားမလိုပါဆိုသောစာကြောင်းကပိုပြီးထင်းထင်းရှားရှားမြင်နေသလိုပင် ရွှေမြုပ်တေရုပ်စုံမဂ္ဂဇင်းဖေဖော်ဝါရီလ2015ခုနှစ်မှာဖော်ပြခဲ့ပါသည်